တပတ်စာပဲရပါတယ်ကြည်ရင်အုပ်တပတ်စာပဲရပါတယ်ဝိတ်ချတယ်ခန္ဓာကိုယ်လှပဖို့အတွက်ဂျင်ဆော့တယ်ဝိတ်မတယ်ပြောရမဆိုရင် body building ပေါ့နော်ခန္ဓာကိုယ်အလှပလိုက်စားတဲ့ခါကျရင်ကုန်ကျစရိတ်အရင်များပါတယ်အဓိကအဖြစ်အသားဖိုးကုန်တာပါရက်လက်ကလည်းအမှန်တိုင်းပြောရမဆိုရင် protein debt ဆိုတဲ့အသားဓာတ်ကိုပြည့်အောင်စားမှလည်းရတာပါအဲတခုတော့ရှိတာပေါ့နော်ကိုကတကယ်လို့ကုန်ကျစရိတ်အများကြီးအကုန်ခံချင်မှုဆိုရင် protein debt ကိုကုန်ကျစရိတ်နည်းတဲ့ထဲကနေမှဖြစ်တဲ့ ကျုပ်ဦးတွေစားလိုမျိုးဒါမှမဟုတ်ပဲအမျိုးမျိုးရဲ့စားလိုမျိုးကိုအဓိကအားထည့်ပြီးတော့မှစားနိုင်ပါတယ်အခုဒီမှာကျွန်တော်တို့မေးထားလေးတွေ့လို့ပါငပိရေစားပြီးတော့မှဝေးချလို့ရလားလို့ပြောမယ်ဆိုရင်ဝေးချလို့ရပါတယ်ဘာလို့ဆိုတော့ဝေးချဖို့အတွက်ကိုယ်ခန္ဓာကိုထိန်းဖို့အတွက်ဆိုရင်အဓိကက calorie deficit ပေါ့နော်ကိုယ်ခန္ဓာကလိုအပ်တာထက်ပိုနည်းနေဖို့ပဲလိုတယ်လေ့ကျင့်ကလေးဆက်ရှာလို့အစားလေးကို short စားဆိုရင်ကိုဝေးကထိန်းလို့ရမှာအဲဆိုရင်ခုနပြောတဲ့အသားဓာတ်တွေကိုပတ်စံအများအကုန်ကျခံတယ်ဆိုတာဘာလို့ဖို့လဲဘာလို့ဖို့လဲပြောမယ်ဆိုရင် you wanna build muscle ဒီကြွတားတွေကိုတိဆောက်ချင်တာ you want to maintain it ဒါတွေကို ထိန်းသိမ်းထားချင်တာအဲဒါမှလည်းဒီကြွတားရှိရလူနဲ့ကြွတားမရှိရလူရဲ့ကြားထဲမှာခန္ဓာကိုယ်အချိုးအစားကကွာခြားတာကိုတွေ့ရတာပေါ့နော်ဆိုတော့အသားထဲပြင်အောင် စားနိုင်တယ်မစားနိုင်တဲ့ပုံမှာမူဒီမှာခန္ဓာကိုယ်အချိုးအစားတော့ကွာသားနိုင်တယ်ဒါပေမဲ့ weight ကျဖို့အတွက်ဆိုရင်တော့ပူစရာမလိုဘူးကိုစားနိုင်တဲ့အထက်ကနေမှပဲတက်နိုင်များအစားရအောင် short စားပြီးတော့မှထိန်းသိမ်းလို့လည်းရပါတယ်အချို့မြင်မှုမှာပါပေါ့နော်တည့်တည့်ပြောရမယ်ဆိုရင်ဒီ ဆယ်မွန်ငါးတွေစားရတယ်ဈေးရန်ကြီးတဲ့ beef တွေစားရတယ်ဒါပေမဲ့ तू စားတာတကယ်လို့ तू လိုတာထက်ပိုပြီးတော့မှများနေတယ်ဆိုရင်ဝိတ်ကြနိုင်မှာမဟုတ်ဘူးချစ်လစ်ဖို့အတွက်ဆိုရင်တော့ဖြစ်နိုင်ရင်တော့ကိုကတကယ်လို့ပစ္စံမရှိဘူးပစ္စံကိုအတွက်ကအဲ့လောက်မတုံးနိုင်ဘူးဆိုရင်တော့တက်နိုင်အများ short စားနိုင်ဖို့ပဲကြိုးစားပါကြိတ်တလို့စားတောက်ပြီးတော့မှလူကဝါလာတယ်ကျဲမကြီးထိခိုက်လာတာတဲ့ဆိုင်ရင်တော့အကျင့်ငယ်လေးလုတ်ဖြစ်နေတယ် အသားတက်လေးကိုရတဲ့မြလေးကျုပ်ဖြစ်ဖြစ်စည်းသက်တာတဲ့ပဲအမျိုးမျိုးဖြစ်ဖြစ်ပေါ့နော်ဒါမျိုးလေးစားပေးနိုင်နေဆိုရင်ကိုလေဒါကိုလုံနိုင်မြတဲ့အကိုလုတာပဲလေဖက်ဆန်ဆိုတဲ့အပိုင်းကအမှန်တိုင်းပြောရမယ်ဆိုရင်ကိုကဘဝမှာကိုကစူးစားနေတည်တူရတော့တစ်ချိန်မို့တစ်ချိန်မှာကျွန်တော်တို့ဒါတုံးလာနိုင်ပါလိမ့်မယ်ကျွန်တော်တို့ဆိုလည်းအရင်တော့ဆိုရင်လေ CB ကြက် နေ့လယ်ကိုတစ်ချမ်းစားနိုင်ဖို့အတွက်စူးစားခဲ့ရတာပရိုတိန်းထက်ကိုခန္ဓာကိုလှခြင်းနဲ့ကြွတားတွေရှိခြင်းနဲ့ဆိုရင်အသားနဲ့စားရမယ်ဆိုပြီးတော့တီဗီကလေးကိုကနေတိုင်းလိုလိုနေလေဆိုရင် ချက်သားစားခြင်းတာပြောမှဆိုအဲ့ဒီတော့ဆိုရင်တော့ချက်သားကတော့အလွယ်ဆုံးရလွယ်တာက CP ချက်ပေါ့နော်ချက်ကင်ပေါ့နော်အဲ့တော့အဲ့အလေးစားရဖို့ရည်ကိုကြိုးစားခဲ့ရတာအစားနိုင်လာအချိန်ကျတော့ပျော်သလားမင်းနေပေါ့နော်ခါကျရင် ကောင်းတဲ့အစားအစား healthy ဖြစ်တဲ့အစားအစား protein ပြည့်အောင် စားနိုင်ဖို့ကိုကကိုယ်ဘဝရဲ့ရည်ရွယ်ချက်တစ်ခုလို့ထားပြီးကြိုးစားမယ်ဆိုရင်လည်းကောင်းတယ်ဘာလို့လို့ပြောလဲဆိုတော့တချို့ကပတ်စံရှိတယ် ပစ္စံတလွဲသုံးတယ်ကျမကြီးတို့လည်းမသုံးဘူးမလိုအပ်တဲ့ဟာတွေသုံးတယ်ပေါ့နော်ဥပမာဈေးကြီးတဲ့ဟာတွေသုံးတယ်ကိုယ်ခန္ဓာကိုယ်ပျက်စီးစေမှာပေါ့နော်ကိုကအခုချိန်ကဒါကဘော်ဘရားကောင်းတယ်ဆိုတာကိုသိတယ်ဒါပေမဲ့ကိုမှပစ္စံအဆင်ပြေသေးလို့တချို့တော့အသားတွေကိုမစားနိုင်သေးဘူးဆိုလဲကိုလုံနိုင်တဲ့ဟာနေအကောင်းဆုံးလုပ်ပါကိုခန္ဓာကိုယ်ကအကောင်းဆုံးရက်လက်ပေးနေမှာဒါပေမဲ့ကိုရာပက်ဆန်ရှိကြည့်ကိုဘာဖြစ်သွားမလဲကိုပိုပြီးကျမ်းမာရည်လူပဲဖြစ်ဖို့ပဲရှိတာပေါ့နော်ဆိုတော့အရေးကြီးတာကငွေကအကောင်းတဲ့လူလက်ထက်ရောက်ရင်ကောင်းတာဖြစ်တယ်မကောင်းတဲ့လူလက်ထက်ရောက်ရင်မကောင်းတာဖြစ်တယ်ငွေရှိတာမရှိတာကတပိုင်း ဲ့တော့ကိုလောလောဆယ်ကိုကိုကိုတိုင်းကကောင်းတာအတွက်ကသုံးဖို့ရည်ရချက်ရှိနေတာကွာရန်ကောင်းပါတယ်ဒါစိတ်တကြစရာလည်းမဟုတ်ဘူးလောဆယ်တတိုင်းများဈေးသက်သာတဲ့ထဲကနေမှရအောင်ရှာစားပါရအောင်လှုပ်ပါဒီချင်းကလှုပ်ဆက်ချက်လှုပ်ပါ100%လုံး perfect ဖြစ်နေမှလှုပ်မယ်ဆိုရင်ဘယ်တော့မှလှုပ်ဖြစ်မှာလည်းမဟုတ်တဲ့အတွက်ကြောင့်မလို့အရေးကြီးဆုံးစိတ်သက်ကတော့ရတဲ့နေရာနဲ့အကောင်းဆုံးလှုပ်ဖို့ပဲ ဖြစ်တယ်ဆိုတာကိုပြောရင်းနဲ့အားလည်းအားပေးလိုက်ခြင်းပါတယ်ဆက်လက်ကြိုးစားဖို့အတွက်လည်းအားပေးလိုက်ခြင်းပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ခဲ့ရဆိုရင် yes လို့မှတ်ခဲ့လိုက်ပါဒီဗီဒီယိုလေးကကိုယ့်အတွက်ကြိုးရှိရဆိုရင်လက်မလေးထောင်ပေးခဲ့ပါ share လည်းလုပ်ပေးခဲ့ပါဦးနောက်ဗီဒီယိုမှာပြန်ပြီးဆုံတွေ့ကြပါမယ်ဘိုင်ဘိုင်